Hello အားလုံးပဲမင်္ဂလာပါရှင်အခုဆိုင်နေမှာဟိုတခုအနည်းဆုံး2500 3000လောက်ပေးပြီးတော့ဝယ်စားနေရတဲ့ Astart လေးတွေကိုအိမ်မှာကုန်ကျစရိတ်ငယ်ငယ်နဲ့အဝစားလို့ရမယ်နီလန်လေးမျှဝေပေးခြင်းလို့ပါကဲအားဆိုလို့ရှိရင်ဘာလေးလိုအပ်လဲစက်ကြည့်လိုက်ရအောင်အိမ်မှာနွားနို့ရှိရင်လည်းနွားနို့ပေါ့နော်နွားနို့မရှိဘူးဆိုလို့ရှိရင်လည်းအလွယ်တကူရတဲ့ဒီနို့မုတ် လေးနဲ့အဲကြက်ဥလေးနဲ့ကိုအဲရင်းွေးလေးနည်းနည်းရောပြီးတော့ဒီလိုမျိုးအဲနှံ့နေအောင်လို့ပေါ့နော်ဒီလိုမျိုးကြေဝအောင်တော့ခလောက်ပေးရမယ်ကြက်ဥလေးအဲ့လိုမျိုးရောသမားမှုဝအောင်လို့အဲ့လိုနာနာလေးခလောက်ပြရပါမယ်။အဲတကယ်လို့နာနို့ရှိရလို့ရနာနို့ထည့်လို့ရရပေါ့နော်။အဒီတကယ်လို့နာနို့မရှိဘူးဆိုလို့ရှိရင်လည်းနို့မုံဆိုလည်းရတယ်။နို့စီဆိုလည်းရတယ်။ဒါကတော့ဟိုကိုကြိုက်တယ်လို့ပေါ့နော်။နည်းနည်းအခုကတော့နည်းနည်းအချိုလေးနည်းနည်း လိုနေသေးရဲ့ထင်လို့ပေါ့နော်တခြားလေးတစ်စုံထပ်ထည့်လိုက်တာပါဒီလိုအချိုပေါ့တာကြာရင်တော့တခြားထည့်လေရတယ်မထည့်လေရပါတယ်ရှင်အဲအဲ့ဆိုတခြားထည့်ထားပြီဆိုတော့ဟိုတခြားလေးအရေးပြောအောင်လို့ဆက်ပြီးတော့အဲမှုလိုက်မယ်ဖလောက်လိုက်မယ်ပေါ့နော် ပြီးရင် hashtag လုပ်ဖို့အတွက်အဓိကလိုအပ်တဲ့မဟုတ်အခွန်လေးပေါ့နော်။ဒါလေးကတော့ဒီရန်ကုန်ကဆိုလို့ရှိရင်တော့ macro မှာဝယ်လို့ရပါတယ်ရှင်။ macro ကနေဝယ်ထားတာဒါဟိုအခု30ပါထုတ်ပေါ့နော်။အဲ့ဒါ၅ခုပဲကျန်တော့တာ။အဲ့၅ခုကျန်တာလေးနဲ့လုပ်ပြမယ်နော်။အော်ဒီနေရဆိုလို့ရှိရင်တော့ online shop တွေမှာမှာလို့ရတယ်။ hashtag လုပ်ဖို့အတွက်ဒီလိုမျိုးဒီကြုံနေပါရင်နဲ့နေပြီးတော့လုတ်ထားပြီးသားမဟုတ်ဟိုအပြင်ကအခွန်လေးပေါ့ကွာ။ အဲအဲ့ဟာလေးဟိုမက်ခရိုမာဝဲကတော့အခု30ပါမှာ18000ပဲကြာတယ်အဲ့ဒါဆိုလို့ရှိရင်ကွက်ကိုအိမ်မှာလုံးဆိုင်အတွက်ကြည့်ရတော့တခုအများဆုံးမှ800000လောက်ပဲကြာရကွာဆိုင်မှာဝယ်လို့ရှိရင်2500 3000ဆိုတော့ဟိုအများကြီးအိမ်မှာကွက်ကိုလုတ်ပြီးတော့အဝစားလို့ရရကွာပြီးလို့ရှိရင်ဟိုဟာဒီပြင်ဆင်ချိန်နေပိုင်းနဲ့ဆိုလို့ရှိရင်အလုံးစုံကြာချိန်မှာ15မိနစ်ပဲ 55မိနစ်လောက်နဲ့ဟိုဆန်ဆန်နဲ့လှုပ်စားလို့ရရပေါ့နော်အာပြီးတော့အခုကခုနပြောထားတဲ့ဟာလေးတွေကိုအဲ့လိုမျိုးကိုလိုတလောက်ခွဲပေါ့နော်အဲ့လိုမျိုးကဒီလိုမျိုးအပြည့်ထည့်ချင်လည်းရတယ်အပြည့်မထည့်ချင်ဆိုလို့ရှိရင်နှစ်စုံလောက်ပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးထည့်ချင်လည်းရတယ်ဒီလိုမျိုးအရှံထည့်ချင်လည်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုးမပြည့်တပြည့်လေးပေါ့နော်အဲ့လိုတွေလိုက်ထည့်ရမယ်လိုက်ထည့်ပြီးလို့ရှိရင်ကိုအိမ်မှာရှိရဲ့ air fryer ပဲဖြစ်ဖြစ်အဲ့လိုမျိုးအာဘန်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနဲ့ ဟိုဟာအပူချိန်ကို190နဲ့73မိနစ်လောက်ဆိုရင်တော့အတော်ပဲခွာတကယ်လို့ကိုကဟိုနည်းနည်းဟိုဟာရဲတာပေါ့နော်ပို့ပြီးတော့အထင်အအသားကိုပို့ပြီးတော့ပျော့ပျော့လေးမဟုတ်ပဲနည်းနည်းမမပျော့တာထက်နည်းနည်းလေးပိုမာတဲ့အနေထားရဲပြီးလို့ရှိရင်ဝယ်ရင်လေးနည်းနည်းလေးပို့ပြီးတော့ရဲသွားတဲ့ပုံစံလေးကြိုက်တယ်ဆိုလို့ရှိရင်တော့အပူချိန်က190ကို15မိနစ်လောက်နဲ့ ထားလို့ရတယ်အခုဒီမှာတော့73မိနစ်နဲ့ပဲထားပြီးတော့လုပ်ပြထားရပေါ့နော်အဲ55မိနစ်ထက်တော့ကြာကြီးမထားနဲ့55မိနစ်ထက်ပိုထားလို့ရှင်တော့အရင်တူသွားမှာဆိုတော့နော်အဲဆိုရင်55မိနစ်မဟုတ်ရင်73မိနစ်လောက်ထားလိုက်မယ်ပေါ့နော်အဲ့လောက်ပူချိန်နေကိုအိမ်မှာရှိရဲ air fryer နဲ့လုပ်ရင်လည်းရတယ်ဒါကြတော့ကိုလုပ်ပြထားတော့ air fryer ကိုအပန်းခုလုံးလုပ်လို့ရတယ်ဆက်နဲ့လုပ်ပြထားပါပေါ့နော် air fryer အတီးတတ်မဲ့လည်းလုပ်လို့ရတယ်တကယ်လို့အပန်းနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းအချိန် ပို့ပြီးတော့ကြလိမ့်မယ်ထင်တယ်အာဗန်မဲတီးတန်းရှိရဲ့လူရလည်းအာဗန်နဲ့လည်းလှုပ်ရှားလို့ရရပါတော့ကဲအခုဆိုလို့ရှိရင်73မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်ဒါ183မိနစ်မှာရလာတဲ့မုတ်အနေထားလေးပေါ့နော်။လောကဆိုင်မှာရောင်းနေတဲ့မုတ်အရသာကြီးပဲ။လောကတက်ထက်တယ်ရတယ်နော်။အရသာလည်းတကယ်ရှယ်ပဲ။အဲ့တော့ဒီသူဖြစ်သွားတဲ့အထင်ရမုတ်သားလေးကိုတစ်ချက်ပြကြည့်မယ်နော်။ တော်လိုမျိုးအပြင်သားကကြွကြွလေးနဲ့အဲအတွင်းကပူတင်းကိုမှကိုပြပြလေးပေါ့နော်ရိုးရိုးပူတင်းနေလှောက်စားတဲ့ဒီလိုမျိုး hashtag လေးနဲ့လှောက်တာလှောက်စားတာပို့ပြီးတော့ဟိုအရသာလည်းကောင်းတယ်လူကြီးကြီးကလေးကြီးလည်းကြိုက်တယ်သူကလိုမျိုးအထက်ကပြပြလေးနဲ့အဲ့ထက်နည်းနည်းလေးဟိုမမမမတင်းတင်းလေးလို့ရှင်နေဆိုလို့ရှင်ရော15မိနစ်လောက်နဲ့လှုပ်ပေါ့နော်ကဲဒါလေးကတော့အိမ်မှာပဲအလွယ်တကူနဲ့မြန်မြန်ဆန်ဆန် အလေးလှုပ်ရှားလို့ရတဲ့ step လေးပါ bye bye